။ International school ဖြစ်တဲ့အတွက်ကြောင့်စာရင်သင်လို့မရပါဘူး။ activity မျိုးစုံနဲ့သင်ကြားပေးရပါတယ်။ activity ဆိုတာကဒီကလေးတွေရဲ့အုံနောက်ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက်အရင်အရေးပါပါတယ်။သူတို့ဝါသနာပါရာတွေလောက်ကြမယ်။ပါနေတဲ့ပွဲကြီးပေါ့နော်အဲနှစ်တိုင်းလဲရင်ခုံရပါတယ်။ဘာလို့ဆိုတော့ဒီပွဲမှာကြာမှာပဲဆရာမိဘ ကျောင်းပေါင်းစုံစုံစုံညီညီတွေ့ရတယ် PPDC ကအများကြီးကောင်းပါတယ်ပံ့ပိုးမှုလည်းကောင်းတယ်ကလေးတွေလည်း improve တိုးတက်တယ်ပေါ့နော်တိုးတက်တော့အဲ့ဒါကြောင့်လည်းရွှေ့ပြစ်သွားတာပါရှင်အသက်အရွယ်မျိုးစုံတို့ကတနေရာထဲမှာ one place service ရအောင်လုပ်ထားပြီးတဲ့အတွက်ကို ဒီ KVCC မှာတက်ရအရန်လည်းပျော်တယ်နော်လွတ်လွတ်လပ်လပ်လည်းရှိတယ်တီရှာ့အကောင်လုံးကလည်း high hearted လည်းဖြစ်တယ်တစ်နှစ်တက်တဲ့နှစ်ပို့ပို့ပြီးတော့ចောင်းကောတွေများလာတယ်လို့အောင်မြင်မှုတွေလည်းပိုလာပါတယ်ဒါကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ဘလို့စီမံအောင်ကြုံတယ်ကျွန်တော်တို့တွေဘလို့တင်ကြပေးလဲဆိုတာဒါအဖြစ်ပါပဲ 2024 2025ပညာတင်နှစ်မှာတက်ရောက်ခဲ့ကြတဲ့ကျောင်းသားကျောင်းသူတွေကိုဂုဏ်ပြုကျင်းပပြုလုပ်ပေးတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။အဓိကတော့ဒီ KPTC Group of Company Limited အောက်မှာအသက်နှစ်နှစ်ခွဲကနေစပြီးတော့ Master Level ထိနော်။ဒါကျောင်းသားကျောင်းသူအစုံပါဝင်ပါတယ်။အဲဒီကျောင်းသားကျောင်းသူတွေအကုန်လုံးကိုဂုဏ်ပြုပြီးတော့ကျင်းပပေးတဲ့ပွဲလေးတစ်ပွဲဖြစ်ပါတယ်။ ည်တဲ့အထူးထူးခြားခြားဖြစ်အောင်ဆိုပြီးတော့ကလေးငယ်လေးတွေအခလေးတွေပြားဆက်တွေ performance အပိုင်းမှာဆိုလို့ရှိရင်အမကင်းကွင်း selection ရွေးချယ်ပွဲတွေအာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ project show အပိုင်းမှာဆိုရင် ICT stand အကြောင်းပေါင်းဆောင်ရဲ့ပေါ့နော်ကျောင်းသားတွေရဲ့တီထင်ဖန်တီးမှုတွေပါပေါ့နော်အကုန်လုံးပါဝင်ပါတယ် activity လည်းတော်တော်များများထည့်ထားပါတယ်နာမည်ကြီးအဆိုတော်တွေပေါ့နော်လူငယ်တွေအများဆုံးကြိုင်နှစ်သက်မယ်လို့ထင်တဲ့အဆိုတော်တွေလည်းဒီနေ့မှာအထူးကြီးကြီးလေးဖြစ်အောင်ငှားပေးထားပါတယ် 讲那讲道理嘞，表现家里面都挺好的。 n d y ဖြစ်ပြီးတော့ P3 မှာတက်နေပါဗါး။သမီးကြီးကတော့ P5 ဖြစ်ပြီးတော့ Alex ပါ။နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့ပွဲကြီးပေါ့နော်။အဲနှစ်တိုင်းလဲရင်ခုန်ရပါတယ်။ဘာလို့ဆိုတော့ဒီပွဲမှာကြာမှာပဲဆရာမိဘတောင်းပေါင်းဆုံးဆုဆုံညီညီတွေ့ရတယ်။နောက်ကလေးတွေရဲ့တီထွင်မဆန်းတက်ထားတဲ့ဟာတွေလည်းခြားပြခွင့်ရတယ်။ဟိုကလေးတွေရဲ့တန်ဖိုးတွေကိုမြင်ရတယ်ပေါ့နော်။တီချယ်တွေရဲ့ supporting ကတော့100%ပေါ့နော်။အဲအရေးကြီးတယ်။အဲအများကြီးလည်းထိရောက်မှုရှိပါတယ်။ဘာလို့ဆိုတော့တီချယ်တွေရဲ့

ျွန်တော်တို့ KBTC အနေနဲ့အကြောင်းမျိုးစုံဖွင့်ပါတယ်အဓိကကတော့ကျွန်တော်တို့ဟိုးငယ်ငယ်လေးအသက်နှစ်နှစ်ခွဲ Play School အွယ်တဲကနေစပြီးတော့တောက်လျှောက် Preschool လာမယ်ပြီးရင် KG လာမယ် Primary Secondary Level ဒါကတော့ International School တွေပေါ့နော် international school မှာ secondary level ပြီးဆုံးပြီဆိုတာနဲ့ကျွန်တော်တို့က university လည်းရှိပါတယ် university ကိုကျွန်တော်က ICCSE O level A level နောက် NCC program တွေ ID တွေ business တွေ language တွေအားလုံး ဆုံးအောင်ဖွင့်ပေးပါတယ်မိဘတွေအားလုံးအဆင်ပြေအောင်လေကျွန်တော်တို့က international school ဖြစ်တဲ့အတွက်ကြောင့်စာရင်သင်လို့မရပါဘူး activity မျိုးစုံနဲ့သင်ကြားပေးရပါတယ်ဘာကြောင့်လဲဆိုတော့ activity ဆိုတာကဒီကလေးတွေရဲ့ဟိုအုံနောက်ဉာဏ်ရည်ဖွင့်ပြိုးဖို့အတွက်အရင်အရေးပါပါတယ်သူတို့ဝါသနာပါရာတွေလောက်ကြမယ်ဒီနေ့ဆိုလဲကျွန်တော်တို့ orchestra ကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာလုပ်ပြခဲ့ပြီးပါပြီတကယ်တကယ် orchestra တစ်ခုဖြစ်ဖို့ဆိုတာအရင်ခက်ခဲပါတယ် ကျောင်းသားကျောင်းသူတွေကအစာအရန်ပင်ပန်းပါတယ်ဒါပေမဲ့လည်းဘာဖြစ်လဲကလေးတွေအရန်ပျော်တယ်နောက်ပြီးတော့သူတို့ရဲ့အုံနောက်ညံရည်လည်းအရန်ဖွံ့ဖြိုးလာတယ်မှတ်ညံဆွေးရည်တွေလည်းအရန်တိုးတက်လာတာကိုကျွန်တော်တွေ့နေရပါတယ် လက်ရှိတက်နေရတော့ဒီ KPDC မှာ secondary 2ထိတက်ပြီးွားပြီပေါ့နော်ဒီနေ့ကတော့အခု secondary 3ဖြတ်တက်မှာပေါ့ဟုတ် student တွေကိုတက်ရောက်ဖြစ်တာကတော့ပြောပါရဘူးဘာလို့လဲမထင်မဲ့ပဲねတကူကြောင့် student တွေပွဲပြက်သွားပြီးမှအခုပြန်လုပ်တဲ့ပွဲလည်းဖြစ်တယ်နောက်ပြီးတော့ဒီကိုလာရတဲ့ကြောင့်မရင်လည်းပြန်ခုံးနေလို့ပျော်လဲပျော်နေရပါတော့တခြား oversea သွားလို့ရမယ့်နိုင်ငံလည်းရှိလို့တခြားကောင်းတဲ့အခွင့်အလမ်းတွေလည်းလုပ်ပေးမဲ့တော့ကြောင့်မလို့ KBC ကိုရွေးခွဲရဖြစ်တယ်ဟုတ် ရှိတက်အ B6 တက်ခဲ့ပါ secondary 1သွားမှာဖြစ်ပါတယ် performance ကတော့မပါဝင်တော့ဒါမဲ့တကယ်ချင်းနဲ့ performance လုပ်တာတော့ကြည့်ပါကျေးဇူးလည်းတင်ပါတယ်။နောက်ပျော်လည်းပျော်ပါတယ်။သမီးကအစာအကြောင်းကြောက်တဲ့သူလေ။ KPDC ရောက်မှလည်းအကြောင်းပျော်လာလို့။သူစာလုံးရတာမကြောက်တော့ဘူး။ပြီးတော့တကယ်ချင်းနေနဲ့ပို့ပြီးရင်းနှီးလာပါတယ်။ KPDC မှာကြီးကြီးတက်ပြီးတော့အာ architecture အပိုင်းနဲ့ interior designer အပိုင်းတော့ ကျွန်တော်တို့မှာအဓိကသည် academic strong ဖြစ်နေဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ဆရာဆရာမတွေကိုလည်းတည်တည်ချာချာရွေးချယ်ပြီးခန့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာဆရာမဆိုဒီမှာကလေးတွေကိုစာသင်ကြားရုံတွေမဟုတ်ပါဘူး။သူတို့တွေဒီကလေးတွေရဲ့တိုးတက်မှုအပိုင်းတွေဒိမ္မာရေးရရှိဖို့အပိုင်းတွေဓာတ်တွေကိုပါသင်ကြားပေးရတဲ့အတွက်ကြောင့်ကျွန်တော်အမြဲတမ်းဒါကိုဂရုစိုက်ပါတယ်။နောက်ပြီးတော့အဓိကတော့သူတို့ကိုသင်ကြားနေတဲ့ curriculum တွေဒီ curriculum တွေဟာ ကျွန်တော်အမြဲတမ်း update လုပ်ရပါတယ်မြန်မာတပြည်လုံးမှာဆိုရင်ကျောင်းဝဲပေါင်း30ကျော်ရှိပါတယ်ကျွန်တော်ရန်ကုန်မှာလည်းအများကြီးပါမန္တလေးကျောင်းဝဲတွေလည်းရှိပါတယ်ပြီးရင်ပသိမ်ပြည်တို့မှာလည်းကျောင်းဝဲတွေအများကြီးရှိပါတယ်ဗျာဒီ KVC မှာတအားအရင်လည်းပျော်တယ်နောက်ပြီးလွတ်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 လပ်လပ်လည်းရှိတယ် အာတီရှယ်တွေအကောင်လုံးကလည်းလိုမျိုး kind hearted လည်းဖြစ်တယ်။သူဂျပန် story တစ်ခုမှာတော့သူကတော့ main character အနေနဲ့ပါဝင်ပါတယ်။အဲ့ဒီအတွက်သူ့ရဲ့ဟိုဟာလေးကိုကြည့်ပြီးတော့ story လေးကြည့်ပြီးတော့နည်းနည်းတော့ရင်ခုန်နေပေါ့နော်။ PPDC ကအများကြီးကောင်းပါတယ်။ပံ့ပိုးမှုလည်းကောင်းတယ်။ကလေးတွေလည်း improve တိုးတက်တယ်ပေါ့နော်။တိုးတက်တော့အဲ့ဒါကြောင့်လည်းရွှေ့ပြစ်သွားတာပါရှင်။ဆရာဆရာမရဲ့တင် जा မှုကလည်းတကယ်အရင်ကောင်းတယ်။အာနားမလည်ရရှိလို့ဘလောက်မေးမေးအကောင်လုံးကိုတေချာနဲ့ရှင်းရှင်းလင်းလင်းလေးဖြည့်ပေးတယ်အဲ့လိုမျိုးဟိုစာကြီးပဲမြဲတဲ့တင်နေရမဟုတ်ဘူးအဲ့လိုမျိုး activity times လေးမှာအဲ့လိုဂိမ်းဆော့တာလေးတွေအဲ့လိုမျိုးလေးတွေလည်းအများနဲ့လွတ်လွတ်လပ်လပ်ပေးပြီးဆော့ပေးတယ်ကျွန်တော်တို့ KBT ဆိုလို့ရှိရင် accreditation ရတဲ့ဟိုနိုင်ငံတကာအသိအမှတ်တွေကအများကြီးပဲပေါ့နော်အသက်အရွယ်မျိုးစုံအတွက်ဟိုတနေရာထဲမှာ one place service ရအောင်လုပ်ထားပြီးတဲ့အတွက်ကိုចောင်းသားចောင်းသူတွေရောမိဘတွေရောဒီမှာ KBT နဲ့လက်တွဲဖို့ဖိတ်ခေါ်ကြပါတယ်ဆန်စာဆန်စာအသုံးပြုလာရဲ့ automatic dustbin ပေါ့အမှိုက်ပုံးအနေနဲ့ဟိုချို့ railway station တွေ ါလဲဆန်တာဒီဘက်လို့ရတာဟုတ်ကူဒါကျွန်တော်စမ်းပြမယ်ဟုတ်ရအလုံးနဲ့ဟိုနောက်ကဆက်ကြည့်တာအေးရအဲအာဒီကောင်ကဒီကောင်ကဆန်တာနေဆိုတော့အချိန်ကုန်တက်တာပြီးတော့အချိန်ကုန်တက်တာပြီးတော့ငွေငွေချင်းလောက်လို့ရတယ်။အဲဒီအားကတော့အာစီကားပါဒီဒီခန်းကပေါင်းတဲ့ပစ္စည်းကတော့ Arduino microcontroller ရဲ့ Bluetooth module ရဲ့ပြီးတော့ motor controller ဖြစ်ပါတယ်။ဒီဒီကားရဲ့ရည်ရွယ်ချက်ကဒီ၃ခုကိုပေါင်းပြီးတော့

We thought KVDC as a great school and it has really good teachers, environments, and students. I can understand subjects more like biology, physics, and chemistry, and their English literature is very good. This is a project we made about global warming. A global warming is a major problem with people, uh, people cutting a lot of trees and uh, resources depleting. So this side shows about how if we stop cutting trees and replant forests, if we reforest, uh, our world can look very green. But this side shows if we keep on producing greenhouse and and a lot of uh, carbon dioxide emissions, uh, it will destroy the earth. So we also have solar powered uh, solar powered reaction. So to power the uh, wind turbines, we generate electricity. These are factories producing a lot of chemical, uh, a lot of carbon dioxide. Hello everyone. My name's Kelvin and <clears throat> and, I'm and I'm currently entering 6th grade in, in, the school of KDC in Seven Mile. I'm quite happy about about this because la last year I had a great fun time with my friends and family. Well, it's I usually pick Plus, you can easily learn things fast. My future dream, dream job, is to become a video game developer, <coughs> which includes a lot of coding and JavaScript and other things like Python, which I'm gonna start learning. So I encourage you to join KBDC. <laughs> င်ချင်းတွေနဲ့ပြန်တွေ့ရပြီးတော့ပြီးတော့ဒီရခင်းလေးလည်းပြောပါနေ။အာသူပေကွမ်းမှာတော့ပါဖို့မပါပါမယ်ဟိုဟာ project ပြရခင်းမှာတင်ချင်းတွေနဲ့အတူပါရပေါ့။ပထမသားလေးက ID တက်တယ်ပေါ့နော်။ ID တက်တော့ဒီမှာတင်တဲ့ဆရာဆရာမတွေကအရန်ကောင်းတယ်လေ။အာသားလေးလည်းပြီးတော့သူကဟိုဟာတွေလည်းတင်ပေးတယ်ဂျပန်စာတွေလည်းတင်ပေးတယ်အဲ့လိုတူသဘောကျလို့သမီးလေးကိုလည်း KPDC pride ပစ်မှာထားထားပါလို့ရှင်။ဟုတ်ကဲ့မြန်မာတော်တိုင်ငယ်လုံးမှာတတိယရရထားတဲ့ ID မှာဒီတစ်ခါဖြေးတာ Hi everyone Galapagos Khmer I am Jasmine Taker Follier Ibanez, and I came from the Philippines, and I am the head of Global Perspectives and English as a Second Language. Today, you will see and you will witness in the Students' Day showcasing the students' um, peripherals, stops, and projects. As you can see, we are very uh, committed to provide quality education in listening, speaking, reading, writing, as well as the Global Perspectives phenomenal moment. Welcome. <laughs> မိဘရောចောင်းသားရောကိုအသက်အရွယ်လိုက်ဘလို့အတန်းမျိုးကိုသွားတင်တယ် International Education Pathway ကိုဘလို့ဥစ္စာလမ်းကြောင်းမျိုးကနေချင်းကပ်တက်တယ်ဆိုတာကိုကျွန်တော်တို့အသေးစိတ်အကြံပေးပါတယ်ကြံပေးပြီးတော့မှသူတို့ ਨੇ တင်းတင်းတဲ့လမ်းကြောင်းတွေကိုကျွန်တော်တိုက်ရောက်စေပါတယ်

the suicide. Man. Man, you ball, so, sucks, so yeah, you gonna go be so so you did twirl. I'm on it. Rate of a fake check, all that a big ass <laughs> my bring it different. You got the one I had. She told Crib that's 80, no six pound. What you are wearing is old fashioned mistress. Oh, sis, you better know this. Now look at me, I'm gonna be shit to kick around. အဲ KBDC ကတော့ activities တွေလည်းပုံများတယ်ဥပမာ basketball badminton တော့ကိုယ်စိတ်ကြိုက် activities တွေကိုလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အဲပုံပြောက်ကောင်းပါတယ်လို့အတွင်းပြီးတယ်နောက်ပြီးစာတင်ကြိုင်းနဲ့ပတ်သက်ပြီးလည်းအဆင်ပြေတယ်ရှင်ဆရာဆရာမတွေလည်းအဲစာတင်ကြားမှုပိုင်းမှာပြောကြအောင်မရှိတော့အောင်အဆင်ပြေပါတယ်ရှင်ကျွန်တော်တို့ရက်တီလာခဲ့တာနှစ်ပေါင်းများခဲ့ပါပြီတစ်နှစ်တည်းတစ်နှစ်ပို့ပို့ပြီးတော့ကျောင်းတော်တွေများလာတယ်လို့ ျွန်တော်တို့အောင်မြင်မှုတွေလည်းပိုလာပါတယ်ဒါကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ဘယ်လိုစီမံအုပ်ချုပ်လဲကျွန်တော်တို့တွေဘယ်လိုတင် जा ပေးလဲဆိုတာဒါအဖြစ်ပါလို့ဗျနောက်ထပ်နောက်ထပ်နိုင်ငံတွေမှာလည်းကျွန်တော်တို့ဖွင့်ဖို့စူးစမ်းနေပါတယ်ဆိုဆိုတာသတင်းကောင်းလေးပါကြင်ပါတယ်ဗျနောက်ပြီးအဓိကသတင်းကောင်းပါကြင်တာကတော့နာမည်နဲ့မှာကျွန်တော်တို့မြောက်ကလာမှာအကြောင်းဝယ်ဖွင့်ပါပြီအဲ့ဒီကိုလည်း join လို့ရပါပြီဗျ နောက်တက်မဲ့အဲ KBTC ကိုနောက်လာတက်မဲ့ new student တွေနဲ့လည်း KBTC ကိုလာတက်ပါဆရာဆရာမတွေကလည်းတင်ကြားမှုကောင်းတယ်တကယ်ချင်းတွေကလည်းပေါ်ရတဲ့အတွက်ကြောင့်မို့ KBTC ကိုလာတက်ပါလို့ညွှန်ပြပါတယ်